Hi ကျွန်တော်ကောလင်ပါဟိုဝေးရစက်ဒီယာလို့ခေါ်တဲ့တိုင်းပြည်လေးရဲ့မိသားဘောဗျာကျွန်တော်မိဘတွေကတော့ကဘာမှာအဆိုးဆုံးမိဘတွေပဲသူတို့ကစက်ဒီယာရဲ့ဘီရင်ကြီးနဲ့ဘီရင်မပေါ့ပြီးတော့နှစ်ယောက်လုံးကတော်တော်လေးကိုစိုးကြပါတယ်သူတို့တွေကရှက်မရှိကြဘူးလေမျိုးရယ်ပတ်စံတွေကိုလည်းခိုးကြသေးရဲ့ပြီးတော့သူတို့ကမင်းမျိုးမင်းတွေဖြစ်နေရနေပဲသူတို့ကိုသူတို့သူများရဲ့တိုင်ကြီးမြတ်တယ်လို့ထင်နေကြတာကျွန်တော်ရဲ့ကိုဂျရက်က ကျွန်တော်ထက်နှစ်နှစ်ကြီးရယ်။သူကကျွန်တော်မိဘနဲ့တပုံစံနဲ့ပဲ။အတကြီးရယ်။အုံနောက်ထဲမှာဘလာပဲရှိရယ်ဝက်ဘိုးကြီးပေါ့။ဘာမှဂီယူမဆိုင်ဘူး။သူရဲ့ဘလက်ကြီးတွေ ကြီးလာဖို့ပဲခေါင်းထဲမှာရှိရယ်။ကျွန်တော်ကသူတို့နဲ့မတူဘူး။ကျွန်တော်မှအခွင့်အရေးရရင်ရလို့သူများတွေကိုကူညီပေးခဲ့တယ်။ဖေနဲ့မေကတော့ကျွန်တော်အဲ့ဒီလိုကူညီပေးတာတွေကိုသဘောတိတ်မကြောက်ဘူး။တခါတော့ဆိုရင်ကျွန်တော်အသက်၁၀နှစ်တုန်းကပေါ့။ရဲရိုက်တကနာမှာကမလီတယောက်ငိုနေအောင်ကျွန်တော်တွေးခဲ့တယ်။ ။အားအမီမှာအစည်းဘူးလူနီလို့ကျွန်မမှာပတ်စံလည်းမရှိဘူး။ကျွန်တော်ကိုကြတော့ကတကားဝါးနေတွန်းထုတ်လိုက်ပြီးတော့သူကရရင်ဆိုင်ဆိုင်ပဲပြောတယ်။ဘေးအိမ်နားကနေထွက်သွားလိုက်စံတော့တာ၄ရွာထဲမှာဆရာဝန်တွေမှအများကြီး။တွားသူတို့တွားမေး။သူတို့ရှိမှဆေးသွားတောင်းဒါဆေးရုံမဟုတ်ဘူး။ကျွန်မမှာဆရာဝန်နဲ့ပြောဖို့ပတ်စံမရှိလို့ပါ။ပြင်းနေပြင်မကြီးအကျမတို့ရဲ့အမေကိုတိတ်ယူသွားတာကျေးဇူးပြုပြီးကူညီပေးပါအောင်ရှင်ထွက်သွားစမ်း ဒါကတော်တော်တရားလွန်ပြီလို့ကျွန်တော်ထင်တယ်။ကျွန်တော်ဘာမှမလို့ရသေးခင်မှာလေကောင်မလေးရဲ့ကျွန်တော်ရဲ့ရိုင်းဆိုင်တဲ့အကူရှိမှမတ်တက်ရက်ပြီးတော့စူရဲစိုက်ကြည့်လိုက်တယ်။နင်ကနွားပဲ။ငါနင်ကိုဘာလို့ကြောက်အောင်မလဲ။အဲ့ချိန်မှာကျွန်တော်ကတော့ချစ်သွားတော့ပေါ့ဗျာ။ဒရက်ကသူ့ကိုဒေါသကြီးနဲ့တကားပေါက်စီကိုတွန်းပို့လိုက်တယ်။အဲ့ချိန်ကကျွန်တော်အပြင်ဘက်ကိုချောင်းကြည့်ဖို့ချိန်ကောင်းမယ်လေ။နောက်တော့ကျွန်တော်လည်းရွှေတင်ကအပြည့်နဲ့အိတ်ကြီးတစ်ခုကိုတိတ်လာလိုက်တယ်။ သူ့ကိုလုခဲ့တဲ့ပြစ်တွေကြောင့်အပြစ်မကင်းလို့လည်းဖြစ်နေရပေါ့အဲ့နေရာမှာပဲကောင်မလေးကတော့ကုညီမဲနေတဲ့ပုံလေးနဲ့မတက်ရက်နေတော့မယ်ငါညီမင်းကိုကုညီပေးနိုင်ပါတယ်သူကကျွန်တော်ကိုတသက်လုံးမေးရတော့မှမဟုတ်တဲ့မျိုးလုံးမျိုးရေးနေကြည်လာတယ်နောက်တော့ကျွန်တော်လည်းရွှေတင်းကအိတ်ကြီးကိုထုတ်ပြီးတော့သူ့ကိုပေးလိုက်တယ်လေသူကကျွန်တော်ကိုဖက်လိုက်ပြီးတော့ထွက်သွားခဲ့တော့တယ်ကျွန်တော်မှသူ့နာမည်လေးတော့မမေးလိုက်ရဘူးကျွန်တော်ဘေးနားမှာပစ္စည်းလေးတခုသူကြကြံနေခဲ့တယ် အဲ့လေကတော့ locket deal လေးပဲ locket deal လေးထဲမှာယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပုံထည့်ထားတယ်ကြည့်ရတာသူ့မိဘတွေဖြစ်ပါလိမ့်မယ်ကျွန်တော်လည်းတိတ်ထားလိုက်ပြီးတော့သူ့ကိုတွေးတဲ့ခါကျရင် ပြန်ပေးမယ်လို့တွတ်ထားလိုက်တယ်ဒါပေမဲ့အဲ့နောက်ပိုင်းကျွန်တော်သူ့ကိုဘယ်တော့မှထပ်မတွေ့ရတော့ကျွန်တော်လည်းကျွန်တော်ရဲ့လှုပ်လှိထဲမှာပဲစိတ်နစ်ပြီးတော့လုံနေခဲ့ရပေါ့ Jerock ကတော့အရင်တိုင်းအကျင့်ပုံမြေပုံဆွဲပဲ Hey Colin တော်တော်တော် ထမခေါင်းနဲ့တော့ကျွန်တော်သူ့ရဲ့ကြောင်တောင်တောင်ဟာတာတွေကိုကြားရတာညင်းငွေ့လာ ਈ လေဒါကတည်ရယူစရာစက်သားရုံးကြီးတုံးပဲမင်းကတော့တတ်တက်လို့ဟင်းပွဲတွေကြောင်ဘာမှသိမှာမဟုတ်ပါဘူးတကယ်ယောက်ျားအစ်စ်တွေဆိုတော့ကဒီလိုပုံစိုးပန်းစိုးဘရိုကိုလီတွေစားဒါတွေကိုပဲစားရတာဒါဆိုလည်းမင်းတားလေးမိကြည့်ပါလားကျွန်တော်လည်းသူ့မျက်နှာစီကိုပန်းမိုးပွင့်နေနဲ့ပြစ်ပေါက်လိုက်တယ်ပြီးတော့ သူမျက်နှာပေါ်မှာတွေးပုံနဲ့နေလဲဆွဲကုန်တာပေါ့သူကကောင်မလေးတယောက်လိုအော်နေအောင်ကျွန်တော်ကြည့်ပြီးရင်းနေလိုက်တယ်လေနောက်နေ့တူလဲကြာရောရာစီကျန်းနဲ့ဆောင်းရာဒီလေးကကျွန်တော်ရွာလေးကိုရောက်လာခဲ့ကျွန်တော်ရဲ့ကောက်ပဲတင်းနဲ့နေလဲပြစ်စီကုန်တယ်အားလုံးကအသီးပင်တွေစိုက်ဖို့ရုန်းကန်နေရတာပေါ့ကျွန်တော်ရဲ့မိဘတွေကသူတို့စီမှာရှိမြအကုန်လုံးဆက်ပြီးတော့ခေါင်းပုံဖြစ်နေတော့မယ်သူတို့ရဲ့အခွင့်အခွားတွေပေးဖို့အတွက်လဲလေသမားတွေကအရင်ဆင်းရဲနေမှတိလိုက်ရရောသူတို့ကအစားအစာရှာဖွေမဲ့အဖွဲ့အစည်းတစ်ခုကိုတီထောင်လိုက်ကြတယ် ရရင်နဲ့မင်းတို့တွေကပဲစက်ဒီရိုင်းမျိုးလင်းချက်ပဲမင်းတို့ကိုဥဆောင်ပြုပေးဖို့ငါရဲ့တန်မာတဲ့တားတော်ဂျရက်နဲ့တားတော်ကောလင်းကိုမင်းတို့နဲ့ထည့်ပေးလိုက်မယ်မင်းတို့တွေကလက်မီကောင်းတွေကိုရှာဖွေဖို့မျိုးတော်အနေထပ်သွားရလိမ့်မယ်ပြီးတော့ချားတရရတဲ့နေရာတွေကိုရှာခဲ့မင်းတို့ထူးခြားတဲ့တစ်ခုရှာတွေ့ရတဲ့နန်းတော်ကိုတန်းပြီးတော့အကြောင်းပြန်ပြန်ကောင်းပါစေကွာကျွန်တော်တွေလည်းအဲ့ဒီနေရာနေစပြီးတော့ထွက်လာခဲ့ကျန်တဲ့နဲ့နင်းတော်ကြီးတွေကိုခီးနင်းလာခဲ့ကြတယ်လေမီကောင်းနေရှာပွေးဖို့အတွက်ပေါ့ လေးရမြောင်နေ့မှာကျွန်တော်တို့ဖွဲ့ကကြမ်းတမ်းတဲ့လေးရှင်နှမောင်းကြီးတစ်ခုနဲ့တူးခဲ့လေနောက်တော့တစားစီကွဲသွားပေါ့ကျွန်တော်လည်းအဖွဲတွေကနေအဝေးကြီးကိုကွဲထွက်သွားပြီးတော့ဂျရန်နဲ့လည်းကွဲသွားတယ်နောက်နေ့မနက်ကျွန်တော်နိုးလာရောကျွန်တော်ကိုကျွန်တော်တောအုပ်ကြီးတစ်ခုထဲမှာရောက်နေအောင်တွေးလိုက်ရတယ်ကျွန်တော်ဘေးနာကပတ်ဝန်းကျင်ကိုကျွန်တော်လည်းလိုက်လျှောက်ပဲကြည်ရပေါ့ရုတ်တရက်ကျွန်တော်နောက်နာစီကအတန်တစ်ခုကြားလိုက်ရတယ်ကျွန်တော်လည်းကြိုးရစိတ်ကနေနေအောင်ကြောက်သွားတယ်လှည့်ကြည့်လိုက်တော့ခုနှစ်ပြီလောက်ရှိရဲ့ဝန်းဝန်းကြီးနဲ့ပပင်းတိုးမိတော့တယ်လေ ကျွန်တော်လည်းကြောက်လုံးပြီးတော့ကျစ်သိမ်းနေထသွားပါပေါ့တော်ပြီလို့တွေ့လိုက်မိတာပဲအဲ့ဒီချိန်မှာပဲကောင်မလေးတယောက်ကခြုံဖို့တည်းကနေခုံထွက်လာပြီးတော့ကျွန်တော်လက်ကိုဆွဲဝဝင်ကြီးနဲ့လွတ်တဲ့နေအောင်ရောက်လာတဲ့အထိခြုံဖို့တူတူတခြားလုံးပြေးလာပေါ့ငါတို့နောက်ကိုဆက်မလိုက်တော့ဘူးထင်တယ်ငါ့ကိုကယ်ပေးရအတွက်ကျေးဇူးတင်ပါတယ်ငါနာမည်ကကောလင်ပါနင်ရောငါရီဗန်သူကကျွန်တော်ရှိမှတိတ်တိတ်ရက်နေတယ် သူကကျွန်တော်မြင်ဘူးသမျှမိန်းကလေးတွေမှာအလှဆုံးပဲကျွန်တော်စာအုပ်ထဲမှာဖတ်ဘူးတဲ့တန်တမာမာနဲ့အရေးရှိရှိမိစုံကမိန်းကလေးတွေအောင်တတိယဝါတယ်ညဘာကြည့်နေရလဲကျွန်တော်စကားပြောကြည့်ဖို့ကြိုးစားပြီးမှအားစီးမိနေတယ်လို့ပဲမောင်နောက်ထားလိုက်လာပြီးတင်လာတော့လေတဲ့မှာအင်္ဂလိပ်စီကိုရောက်တဲ့အထိကျွန်တော်ဆက်လာခဲ့ကြတယ်ငါအင်္ဂလိပ်ကနေကြိုးစားပါတယ်နေမှာသာတယောက်တည်းဒီမှာနေရပေါ့ညတော့အန်နီမများလုံးလားမပါဘူးမကြောက်ဘူး ပြောရရင်သူတို့ကတော့ငါ့ကိုကြောက်ရအောင်မယ်။ယုံကြည်မှုရှိရှိနဲ့သူပြောလိုက်တဲ့ပုံကြောင့်ကျွန်တော်ဝေဝါးရဖြစ်သွားတယ်။ပြီးတော့ဟိုးတိတ်တော်တွေးခဲ့ဘူးတဲ့တတိရှိရဲ့ကောင်မလေးကိုတော့ကျွန်တော်ပြန်တတိရသွားတယ်။နင်းတိလား။နင်းကငါတိရဲ့တယောက်နဲ့တော်တော်လေးတူပဲ။ငါကောင်လေးရဲ့ဇီယံနေလာကြောင်တဲ့စကားရဲ့အများကြီးကြားဘူးရဲ့။ဒါပေမဲ့ဒီတစ်ခုကတော်တော်လေးကိုကျူးစားထားရတဲ့စကားပဲ။ဒါပေမဲ့ငါတော့ငါတို့တွေတယောက်နဲ့တယောက်တွေ့ဘူးလေလို့တော့မထင်ဘူးချော်လေး။နေရောငါတကယ်ပြောနေရ။ ျွန်တော်လည်းသူ့ရဲ့လောကဒီလေးကိုအိတ်ကထရန်နေထုတ်လိုက်တယ်။ကျွန်တော်ဒီလောကဒီလေးကိုအဲ့ဒီနေ့ကလေးကကိုနဲ့မကွာတင်ထားတာ။တနည်းနည်းတော့ဒီလောကဒီလေးရဲ့ပိုင်ရှင်စီကိုယူသွားပေးနိုင်မယ်လို့မျှော်လင့်ချက်နဲ့လေ။ဂျရက်ကိုမျက်နှာချင်းဆိုင်ခဲ့တဲ့ဂျန်လီကျွန်တော်ချစ်မိသွားခဲ့တာကောင်းပါလေ။အခုတော့သူကကျွန်တော်မျက်စိရှိမှရှိနေပြီ။ညီတာလေးကိုမမီသေးလား။ဒါလေးကိုနေဟိုတော့ပြုတ်ချော့နေခဲ့ရလေ။နေမီရဲ့ဆေးဘူးအတွက်ငါပတ်စံနေကူညီလိုက်ပေးတော့ကလေ။ तू आ အဲ့ဒီလောကဒီလေးကိုတနည်းအားဖြင့် လာတဲ့ပစ္စည်းလေးလိုမျိုးကြည့်နေရဲ့အဲ့နဲ့ကျွန်တော်လည်းဒီလော့ကတ်ဒီလေးကိုဖွင့်ပြီးတော့အထက်ကလူတွေရဲ့ပုံပြလိုက်တယ်သူတတိယလာမယ်လို့ကျွန်တော်ထင်လိုက်မိရပေါ့ဒါပေမဲ့သူ့ပုံစံကမုံကုတ်ကုတ်ပုံစံကိုပြောင်းသွားတယ်ငါနေကိုမတိဘူးလို့ပြောပြီလေဒီကြောင့်တော့လော့ကတ်နဲ့ငါဆက်ကိုပြောင်းအောင်လုပ်လို့မရဘူးရုပ်တူပြီးလူတူတဲ့လူမျိုးကိုနေမတွေ့ဘူးလားအင်းရုပ်ကတော့အရန်တူနေလို့ပါကျွန်တော်လည်းလော့ကတ်ဒီလေးကိုပြန်ပိတ်လိုက်ပြီးတော့အိတ်ကဲထဲကိုပြန်ထည့်လိုက်တယ် ကျွန်တော်တီးခဲ့တဲ့ကောင်မလေးမဟုတ်လို့ကျွန်တော်နည်းနည်းတော့စိတ်ပျက်သွားတာပေါ့ River ကကျွန်တော်ကိုသူနဲ့ပေးနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှအခြားသွားစရာနေရာမရှိဘူးလေသူနဲ့အတူတူနေတဲ့အချိန်ခဏလေးတွင်မှာပဲသူ့အကြောင်းကျွန်တော်တော်တော်လေးတီးလိုက်ရတယ်သူတခြင်းကြိုက်တာတွေကရတာသဘောကျတာတွေပေါ့ကျွန်တော်ရိစားဖို့တောက်ဖို့အတွက်လည်းအတူတူတွားရှာကြရတယ်။တွားရင်းနဲ့ကျွန်တော်အကြိုက်ဆုံးပင်နေနဲ့ဘာကြောင့်ကြားရတဲ့အကြောင်းရင်းကိုလည်းသူ့ကိုပြောပြဖြစ်တယ်။ဒါကထက်တရလည်းနီး သူကကပောက်မှာအရှားဆုံးပန်းမျိုးတွေမှာသူပါရလေ။သူကနှင်းစင်တဲ့ပုံစံတူရနော်။ဒါပေမဲ့သူကထက်တရာပန်းမျိုးနင်းပန်ထိုင်းတတော်လှမှာ။အင်းပန်းကြည့်ရပေါ့။တို့လာသူဘေးဘက်ကိုတို့လာတယ်။ကျွန်တော်လည်းသူ့စပိန်နေချားထဲမှာပန်းတပွင့်ပန်းပြီးလိုက်တယ်လေ။ဘလို့နေလဲ။ကျွန်တော်လည်းသူ့လာမှာနင်းမျောသွားပေါ့။သူဘလောက်လာရဲ့အကြောင်းပြောပြဖို့စကလုံးတော်ရှာမရဘူး။နင်းရမ်းလာတယ်။သူကကျွန်တော်ရဲ့လက်မောင်းကိုဆွဲလိုက်ပြီးတော့လာ။မင်းကိုပြရစရာရှိရဲ့ ကျွန်တော်လည်းသူ့နောက်ကိုလိုက်သွားတာပေါ့တိတ်လာတဲ့အပင်ကြီးကိုကြော်သွားပြီးတော့ပင်လယ်ကြီးထဲမှာတင်မောပြည့်ကြီးရှိနေနေရတခုကိုရောက်သွားတယ်အဲ့ဒီတင်မောပြည့်ကြီးကိုဆွန့်ပစ်ထားတဲ့တင်မောချင်းထဲမှာခြောက်ချထားတယ်လေသူ့ရဲ့သူ့လောင်ကန်ထဲမှာတစ်တိုင်အများကြီးကိုကျွန်တော်ရှာတွေ့လိုက်တယ်ဟိုးတစ်တိုင်အများကြီးပါပဲလားအဲ့ဒီနယ်မှာဘာပဲပါလို့နေထင်လဲနေတခုလောက်ဖွင့်ပြီးတော့စမ်းကြည့်လိုက်လေကျွန်တော်တစ်တောင်တခုဖွင့်ကြည့်လိုက်တော့ အောင်းစရာကောင်းလောင်းကိုစိန်တွေနဲ့ပြည့်နေအောင်တွေးလိုက်ရတယ်။ထိုင်ဘင်နာရောက်လာတယ်။မလည်းမသိဘူးလေ။သူတို့ကဒီကနေထွက်သွားဖို့လက်မှတ်တွေပဲ။ဒီတက်ပိုကောင်းနေနေရတခုပေါ့။ညီလိုချင်ငါတို့မျှယူလို့ရရပဲ။ River နဲ့ကျွန်တော်လည်းအဲ့ဒီတင်မိုးပေါ်မှာကျယ်ရီကြည့်ရင်ကျွန်တော်ရဲ့နာခဲ့ကြောင်ပြောပြရင်လည်းတညအောင်ကုန်နေလိုက်တယ်။ Giraffe နဲ့တခြားသူတွေကြောင်ကျွန်တော်အလုံးလုံးမေ့နေပြီ။နောက်တနည်းမနဲ့ကျွန်တော်အိယာနိုးလာတော့ ဂျရက်နဲ့ရှာပွေးအုပ်စုတွေကခြားသူတွေကကျွန်တော်ဝိုင်းထားတာကိုတွေ့လိုက်ရတယ်။ဒီနေ့ကမင်းကန်ကောင်းတဲ့နေ့ပဲကောလင်။မင်းရဲ့အကိုကြီးကမင်းကိုလာခဲ့ပြီလေ။မင်းကောင်ဘလို့ရှာတွေ့ရတယ်။မင်းကိုရှာရတာလွဲပါတယ်။ငါရအထူးကြွန့်ကျင်လာတဲ့ခြေရခံနိုင်တဲ့အရေးချင်းတွေကြောင့်ပေါ့။ငါတို့ရဲ့မုံတိုင်းထဲမှာနေချန်ခဲ့တဲ့ဟာတွေကနေဒီဒီခြေရခံလာလိုက်တာပဲ။ဂျရက်ကဘေးဘက်ဝင်းကျင်ကိုတန်းတော်နဲ့ကြီးလိုက်တယ်။ ူးစိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာကျွန်တော်သိလိုက်ပြီဒီပင်ကိုကြည့်哦ဒီပင်နင်းနေဆိုရင်တမျိုးလုံးကလူတွေကိုနှိချီအောင် တွေးထားနိုင်ပြီကျွန်တော်ရဲ့နောက်ကျောကတင်မောပေါ်တစ်တာတစ်ခုဝင်တိုင်းမိလိုက်တယ်တစ်တာလည်းပြုတ်ကျပြီးတော့ထဲကစိတ်နေထွက်ကြလာပေါ့ကျွန်တော်လည်းသူတို့စီအမြန်ပြေးလိုက်တယ်ဒါပေမဲ့ရန်နောက်ကျသွားပြီစိတ်နှိုးရှိနေရလားဟာမတို့ကဥရောပတခွင်မှာချမ်းသာဆုံးတော်ဝင်မိသားစုဖြစ်တော်မှာပဲ။ ီတော့ထဲမှာမီးပိုင်တာပါခုမှမရှိဘူးမီးရဲ့ကြောင်းတော့တော့အပင်သဘောကျရဲ့အကျင့်ကြောင့်မလို့တမျိုးလုံးမီးငတ်တည်အောင်ပြစ်ထားမယ်လို့တော့မပြောနဲ့တော့ဂျရော့ဖ်ကရှာဝေးတပ်ဖွဲ့တွေကိုသူတို့ရှာတွေ့တဲ့မြအကုန်လုံးယူသွားဖို့ညွှန်ကြားလိုက်တယ်သူတို့တားဖို့အတွက် ကျွန်တော်ကဘာမှမတက်နိုင်တော့ဘူးဒီချိန်မှာ revenge ပျောက်ချင်းမလားပျောက်နေကျွန်တော်သူ့ကိုလိုက်ရှာပါသေးတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်နေရာမှရှာမတွေ့ဘူးသူဘေးကင်းပါစေ ကျွန်တော်အကူကတည့်ရထင်းနဲ့တော့တစ်ခုလုံးနှီးပေါ့အပြောင်ရှင်းနေရဟုတ်ထိုင်ကြည့်နေလိုက်ရတယ်ပြီးတော့ကျွန်တော်လည်းအိမ်ပြန်လာခဲ့ကြပေါ့ဖေးနဲ့မေကကျွန်တော်တို့ကို ထွက်ကြကြတယ်ပြီးတော့အဆောင်တွေကိုတော့စိန်တွေကိုတူလောင်ကန်းနဲ့တဲဖို့ညွှန်ကြလိုက်တယ်ကျွန်တော်တို့ကဒါအကုန်လုံးတိုင်းပြည်တွေကိုဝင်မြောက်ပြီးမှမဟုတ်လားဖေးတို့ကမပြောက်ပြက်အောင်ခဏတင်းထားတာပါသူတို့ရဲ့လိန်နေမှာကျွန်တော်သိရဲ့ ညရောက်တော့တို့အိတ်နေတဲ့အချိန်မှာကျွန်တော်လေးတူလောင်ခန်းကြီးကစားစရာတွေကိုခိုးဝင်ယူပြီးတော့စားစာတွေကိုခိုးရွာသားတွေစီကိုပေးလိုက်တယ်။ giraffe နဲ့တူတက်ဖွဲ့ရတော့စကန်းစီကိုပြန်သွားကြတယ်။နေ့တိုင်းနေ့တိုင်းအစားစာတွေပို့ပို့ရလအောင် လုပ်နေကြတယ်။ကျွန်တော်လည်းတို့နောက်ခဏခဏလိုက်သွားတယ်။ river ကိုများတွေ့မလားဆိုရင်မျောလင်းချက်နေနေပေါ့။ဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်မှမရှာမတွေ့တော့ဘူး။ဒါပေမဲ့ကျွန်တော်ထက်တရာပန်းတွေကိုတော့ရှာတွေ့ခဲ့တယ်။ အဲ့ဘန်းဒီကိုကျွန်တော်ရဲ့နန်းတော်ဆီယူလာခဲ့ပြီးတော့နန်းတော်ဝင်ရှင်တစ်ခုလုံးမှာစိုက်ထားလိုက်တယ်လေအဲ့ဘန်းဒီကကျွန်တော် raven ကိုတတိယအောင်လုံနေရဲ့ကျွန်တော်သူနဲ့တွေ့ပြီးတလားကြပြီးရဲ့နောက်မှာတညကျွန်တော်အိမ်ပျော်နေတော့နန်းတော်ရဲ့မှာစူးညံ့တဲ့အတန်ကြီးကြောင့်နိုးလာခဲ့တယ်ကျွန်တော်လည်းအေးရနေထပြီးတော့စူးညံ့တဲ့နေကြရတဲ့နေရာစီကိုတွားကြည့်လိုက်တယ်စေကန်ကြီးကကြောက်လန့်ကြီးပြေးလွှမ်းနေကြတာကိုတွေ့လိုက်တော့ကျွန်တော်လန့်သွားပါပဲဒါပေမဲ့ကျွန်တော်အကြီးကျယ်အံ့အားသင့်သွားတာအဲ့ဒါကြောင့်မဟုတ် ကတောင်းကင်းင်းနေဖြစ်နေရကြားထဲမှာ revamp ကိုပြေးလိုက်ရလို့ပဲပြောရရင်ဒီလိုကတောင်းကင်းင်းနေဖြစ်ကုန်သူကလှုပ်လိုက်တာ revamp ဟေးငါ့မင်းသားလေးဒါမှမဟုတ်မင်းသားလေးလို့ခေါ်ရမှာလားသူ့ရဲ့အဆောင်တွေကသူဟာသားတကူကိုပြောလိုက်တယ်လို့ဝိုင်းရေလိုက်ကြတယ်မိကုန်နေဘာလုပ်နေရလို့ထင်နေရလဲဘာလုပ်နေရနေတူလို့လဲငါကနင်းရဲ့စိုးွားတဲ့မိဘတွေစီကနေနိုင်ငံကိုလွှဲယူနေရလေး ငါကကဘာပတ်ပြီးလေးလာရည်လှုပ်ရှင်တာလို့ထင်နေရလားငါ့ကိုရုံအောင်လုပ်မှာလို့ငါပြောခဲ့တာပဲကြာတော့ကြာလိုက်ပါဦးညို့လောဘကြီးရဲ့တော်ဝင်မျိုးနွယ်တွေရဲ့ပုံစံရှင်းမှပေါ်လာမှာပဲဆိုတာနေရငါထင်တာအမှန်ပဲဆိုတော့တက်တည်ပြလိုက်တာပဲအိုးအရင်နှစ်တုန်းကလိုပဲနေရငါ့ကိုရွှေအိတ်အစားကြောက်တော့အိတ်ကိုပေးရဲ့ဟမ်အဲ့တော့ငါမဟုတ်ဘူးဂျော့ရက်ဘယ်နေမှာသူပဲရွှေအိတ်ထဲကိုကြောက်တော့နေဖြေးထားတာ အဲ့အဲ့ကိုငါတကယ်ရွှေအဲ့လို့ထင်ခဲ့လို့ပါဒါဆိုအဲ့ဒီလောကတီလေးရဲ့နေဟာပေါ့ဒီဘာဖြစ်လို့ငါ့ကိုလင်းခဲ့ရလဲငါ့ရဲ့အတော်လမ်းလျှော့ခြင်းဒါပေမဲ့ငါအဲ့ဒါကိုလို့ရယ်ငါမိဘတွေဖျားကြီးပြီးတော့ဆုံးရှုံးလိုက်ရတာလေသူတို့နဲ့ပတ်သက်တဲ့ပစ္စည်းဆိုလို့အဲ့ဒါတခုပဲရှိတော့တယ်ဒါတွေကနိမိသားစုကြောင့်ဖြစ်ရတာကျွန်တော်လည်းပြင်မကင်းစိတ်နဲ့ revenge ရဲ့ရေကြီးကိုပြန်ပြီးလိုက်တယ် ပြီးတော့ပလင်းပင်နာကိုပက်ကြည့်လိုက်ပြီးတော့ငါကုန်းနဲ့ငါမိဘရဲ့ဘမလေးသူတို့အိပ်ရာထဲမှာသူတို့နှင်းနှင်းချက်ချက်အိပ်ပျော်နေကြတာပေါ့တော်ရီယာဒီပန်းနေရတာမှန်မဲလို့နင်းထင်နေရမဟုတ်ဘူးလားဟုတ်သားဒါလေးတွေကငါငါ့ကိုကူညီပေးရလေအိတ်ဆေးမုံနေကိုပန်းနေပုံမှာဖြူးပြီးတော့နေသူတို့ကိုရှာတွေ့တဲ့နေရာမှာစိုက်ထားတာနင်းအကြိုက်ဆုံးပန်းအောင်မြင်နင်းမနေနိုင်မှငါတိရလေ ရီဗန်ကျွန်တော်ကိုဒီလိုပုံစံမျိုးနဲ့လေးစားရဲလိမ့်မယ်လို့ကျွန်တော်ပြန်ယုံတော့မယုံဘူးကျွန်တော်သူ့အပေါ်ဘာကိုမှမလုပ်ခဲ့ပါဘူးကျင်နာပေးခဲ့ရပဲရှိရပါဘာပါတော့လေငါကတရပူအနေပွဲတက်ရအောင်မှာဆိုတော့နေနေမဲ့နေရာတိတ်ကိုမြင်ပါတော့နေရှာလိုက်တော့ထောင်ဖို့ကျွန်တော်တို့တို့မြောက်ခန်းလေးကိုထိလိုက်ကြတယ်နောက်နေ့မနေ့ရောက်တော့ဖေးအမီနဲ့ဂျော့ဖ်တို့လည်းမြောက်ခန်းလေးရောက်လာကြတယ် မမွေးရင်ရိုးရိုးတော့မနေပါနဲ့လို့ငါပြောတယ်ခုတော့မင်းမက်လောက်ပြီးချင်တာပဲရဲတော်ကြရဲ့ဒီသူတို့တွေကျွန်တော်ကိုပွားကြမရက်တော့ဘူးဒါတွေကုံတော့ကျွန်တော်အမားပါပို့ဒီနေရာလွဲပြီးတော့ဘယ်နေရာမှာဆိုတော့ပြေးချင်လိုက်တယ်နောက်တစ်ပတ်ရောက်တော့ကျွန်တော်စင်တယ်ပြေးသွားပါလို့လေမင်းမင်းကိုဘီအမကြီးကမင်းကိုခစားဖို့ပုံနေတယ်ကျွန်တော်လည်းမရောက်ခန်းထဲကနေအဆောင်ချက်တွေနဲ့ ။တင်း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 နဲ့ထိုင်နေရတဲ့ Raven ရှိရာ Blinsey ကိုထွက်လာခဲ့လိုက်ရတယ်။သူကကျွန်တော်ကိုရှေ့တိုးပြီးခစားဖို့ပြောရတယ်။ကျွန်တော်လည်းသူ့နားကိုကတ်သွားလိုက်တယ်။ပြောရတာတော့ခက်တယ်။ဒါပေမဲ့အခုငါနင့်ကိုမြင်လို့ရတဲ့ Colin ။ငါနင့်ကိုဘာကိစ္စကူနေပေးရမှာလဲ။ငါနင့်မိဘတွေရဲ့တရက်ဖူးလူယူကြမယ်ငါတိပါပဲ။ဒါပေမဲ့သူတို့ကဆိုးရွားရဲ့လူရက်တွေကိုပဲလုတ်ခဲ့တာပေါ့ပြီးတော့မင်းကငါတို့ကိုမြောက်ခဲနဲ့ထည့်ထားခဲ့ရလို့ ငါဆိုမြို့ဘာမှတော့လုပ်ခဲ့ရမဟုတ်ဘူး။ကောင်းပြီငါနေတော့အကုန်လုံးအပြင်ထုတ်ပေးမယ်။ကြောက်ပြီလား။နိုင်ငံအတွက်တင့်တော်တဲ့ဘီယံမတစ်ပါးဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။နေငါ့ကိုတင်ပေးပါ။နိုင်ငံကအကျွေးပြနေပြီ။ဒီတော့ငါတို့ကိုကဲပေးဖို့အတွက်ငါမီလန်ရဲ့မင်းသားလေး friend ကိုလက်ထပ်ချင်တယ်။သူကနေတော့မိသားစုရဲ့မိတ်ဆွေတွေပြီးတော့သူတို့အရင်ချင်းတာလေလို့ငါကြားတယ်။သူကငါမိတ်ဆွေတော့မဟုတ်ပါဘူး။ သူကဂျရက်နဲ့ပိန်တင်းလေးနေတဲ့တငယ်ချင်းတွေရဲ့တယောက်ပဲ။ River ကသူ့ကိုလက်ထပ်ချင်တဲ့အကြောင်းကိုပြောလာတော့ကြားလိုက်ရတော့ရင်းမက်ထဲမှာစူးအောင်သွားတယ်။ပြီးတော့မင်းတို့တင်ပြီးပါမယ်။ပြီးတော့ပြီးခဲ့တဲ့အရာတွေအားလုံးကလည်းတကယ်တောင်းပန်ပါတယ်။မတို့တွေတော်ထဲမှာတူတူရှိခဲ့ကြတဲ့အချင်းမျိုးကိုတကယ်သဘောကျခဲ့တယ်။သူကကျွန်တော်နဲ့မျိုးလုံးချင်းမဆုံအောင်ရှောင်လိုက်ပြီးတော့ပြောလိုက်တယ်။ဒီခေါက်တော့ သူ့ရဲ့ဟန်ဆောင်မှုတွေကိုကျွန်တော်ဖတ်မလို့မဟုတ်ပါဘူး။ဘောင်းနေထပ်ပြီးတော့လိမ့်နေကြမလို့တော့ပါဘူးလို့ကျွန်တော်ပြောလိုက်တယ်။ River ကသူကလေးပေးထားတဲ့အတိုင်းကျွန်တော်မိသားစုကိုမြောက်ခင်းနေရမျိုးချုပ်ပေးလိုက်ပါတယ်။ပြီးတော့လုံချင်ရွေးထူထူတဲတဲချထားတဲ့အိမ်တစ်ခုကိုရွှေ့ပေးခဲ့တယ်။တစ်ဖက်မှာတော့ကျွန်တော်ကတော့လူလူလဲလဲနဲ့ပဲ River ကိုတင်ရစာတွေကိုပဖြည်းဖြည်းတင်ပေးနေရပါတယ်။ River ကတက်လွယ်တယ်။ချင်းတို့လေးတင်းမှာပဲသူကလုံးဝပြပြဆုံးဆုံးတက်သွားတယ်လေ။ ငါဒါလေးကိုတင်ပေးဖို့မိသွားရခြင်းနဲ့ကျွန်တော်နဲ့သူနဲ့တွဲကနေနေချေချော်သွားတယ်သူ့ရဲ့အသားနဲ့ကျွန်တော်ရဲ့အသားရင်ထိသွားတော့ဒစားစီ ပေါက်ကွဲထွက်သွားတော့မဲ့အတိုင်းခံစားလိုက်ရပါတယ်အဲ့ဒီအချိန်ခဏလေးတွင်တော့ကျွန်တော်စက်တီတီတော့ခဲ့ဘယ်ချိန်မှတစ်ချင်းရက်သွားလဲတော့မသိလိုက်ပါဘူးပြီးတော့ကျွန်တော်လည်းဘာကိုမှမစဉ်းစားနေတော့ပဲနဲ့ rebound ကိုဆွဲပြီးတော့လမ်းပြလိုက်တယ်သူကလည်းကျွန်တော်အနေအောင်တုံ့ပြန်လာတယ် ျွန်တော်တို့ရဲ့နမ်းပြီးတော့တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။သူကကျွန်တော်ကိုသူ့ရဲ့မျက်လုံးညိုရင်းနဲ့ကြည့်နေတယ်။ငါတို့နင့်ကိုချစ်မိနေချင်တယ်ရေဗျာ။ calling ဒီတောင်းမှမာတယ်ဒါပေမဲ့ဟဲ့နေရဘယ်တော့မှမဖြစ်ခဲ့ဘူးလို့ထားလိုက်ရအောင်ပါ။ငါကတခြားလူတယောက်ကိုလက်ထပ်ရမယ်လူပါ။သူကကျွန်တော်ကိုကာဝတ်ခန်းမာတယ်မှာတယောက်တည်းထားခဲ့ပြီးတော့ပြေးထွက်သွားတော့တယ်။ အဲ့နည်းကဆက်ပြီးတော့သူကကျွန်တော်ရှောက်မှာတော့လေနောက်တစ်ပတ်ရောက်တော့ဆက်တီအောင် friend ရောက်လာခဲ့ကဘာနန်းကနေသူ့စီကိုရောက်လာတဲ့ဧည့်သည်ကိုကပွဲကြီးလှုပ်ပြီးတော့ဧည့်ခံခဲ့တယ်ရီဗန်က friend ပြောတာတွေရေးနေအောင်ကြည့်ပြီးတော့သဝင်နေတုံနေမိရေလေကျွန်တော်ကောင်းနေမှာဘေးကနေဘလို့အကြံရတော့လည်းမသိဘူးဒါမဲ့ကျွန်တော်လဲတောက်ဆရာတစ်ခွက်ကိုယူပြီးတော့သူတို့စီကိုထလာလိုက်တယ်ကျွန်တော်လဲသူတို့နားကိုရောက်ရောခွက်ကိုမြောက်ပြီးတော့လောင်းချလိုက်တယ် river င်းအဲ့ဒါဘာလုပ်တာလဲကျွန်တော်လဲ front ကိုစိုက်ကြည့်လိုက်တယ်ကြည့်ရတာဝိုင်ခွက်နဲ့ပတ်မအောင်သူတူတိနေပုံပဲအဲ့ကြောင့်သူကအချိန်တိုင်းသူ့စား revenge ပုံဆူသွားအောင်လုပ်လိုက်တယ်မင်းအနေနဲ့ BMI ယူကြီးစားအောင်လုပ်ပိုင်ကုန်ရှိကျွန်တော်ရှင်မကိုကောက်ွယ်ပေးပါမယ်ရုတ်တရက်သူကကျွန်တော်ကိုတွန်းလိုက်တော့ကျွန်တော်လည်းသူ့ကိုပြန်တွန်းတယ်ရင်ပြကြတော့ပေါ့ဒီလိုနဲ့ကောက်ွယ်လည်းပြည့်စည်သွားတယ် ရီဗန်ကကျွန်တော်ကိုဒေါသထွက်သွားတယ်။အဲ့ဒါနင့်ကြံပေါ့။ဘီမတပားအနေနဲ့သူ့ရဲ့ကျင်းရုံရွေးချယ်ပွဲမှာအရှက်ရအောင်လုပ်တယ်ပေါ့။မင်းကငါမယုံခဲလိုက်ရမှာ။ तू ကကျွန်တော်ဘီနန်အနေထွက်သွားခဲ့ပါတော့တယ်။ကျွန်တော်နှစ်ယောက်ကတော့အကျင်းမြေမှာရှိနေတော့မယ်။ Frank ကကျွန်တော်အောက်ကနေတိုးထွက်ပြီးတော့တကားပြင်ဘက်ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့မိဘတွေနဲ့ Jeff ကခန်းထဲကိုဒေါသတကြီးနဲ့တင်းဝင်လာကြတယ်။ငါရဲ့ပလင်ကိုခိုးတဲ့တကူးမှလေးပြမတယ် သူတို့တွေဒေါသကြီးနဲ့အကုန်လုံးဖျက်ဆီးပြစ်နေတဲ့ချိန်မှာ Giraffe နဲ့ Frank ကလက်ဆွဲနှုတ်ဆက်နေအောင်တွေးလိုက်ရတယ်။မအားလို့ထုတ်ပေးခဲ့လို့ကျေးဇူးပါပဲကွာ။မင်းကအကောင်းဆုံးတင်ခဲ့ခြင်းပဲ။ Frank ရွေချက်ကမကောင်းနိုင်မယ်ကျွန်တော်သိတာပဲ။ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်နိုင်ခင်မှာပဲ။ Riven ကခန်းထဲကိုဝင်လာပြီးတော့ကျွန်တော်မိဘတွေကိုရင်ဆိုင်လိုက်တယ်။ရှင်တို့အားလုံးကချုပ်ခန်းထဲမှာရှိနေရမှာလေ။ဘလို့လုပ်ပြီးတော့အပြင်ကိုထွက်လာကြရလဲ။ယူလိုက်တာ။ ငါတို့ရဲ့မိတ်ဆွေဟောင်းနီးကိုလက်ထပ်မယ်လို့များနေထိတ်နေရလားငါတို့တွေကိုနီးကတစားကန်နီးနဲ့ဖမ်းထားတဲ့ချိန်ပါလိ River ကလေချုံလိုက်တဲ့ချိန်မှာပဲသူ့နောက်မှာတပ်ဖွဲ့တစ်ခုလုံးပေါ်လာခဲ့ရှင်ရပလင်ကိုလိုချင်နေဆိုတော့မှလည်းငါဘာမှမလုပ်ပဲဒီတိုင်းလွှဲပေးလိုက်မယ်လို့ထင်နေရတော့မဟုတ်ဘူးမလား Giraffe ရဲ့မျိုးလုံးတွေကစိတ်လှုပ်ရှားမှုတွေကြောင့်ပြုတ်ပြောင်လာတယ်တိုက်ပွဲခေါ်ပြီးရနောက်တော့တပ်ဖွဲ့နှစ်ခုလုံးကနီးကယူလိုက်ကြတယ်အကုန်လုံးကတော်တော်လုံနေပြီထင်လိုက်တာနဲ့ကျွန်တော်လည်းအော်ပြလိုက်တယ်တော်သေးမီ ျွန်တော်လည်းအားလုံးလည်းကျွန်တော်ကိုလဲကြည့်လာကြတာပေါ့မင်းတို့တွေတယောက်မှပလင်နဲ့မတန်ဘူးပြောရမှာစိတ်တော့မကောင်းပါဘူးဒါပေမဲ့မင်းတို့အားလုံးကအုတ်ချုပ်လူကောင်းနေမဟုတ်ဘူးဖေးမေပြီးတော့ river မင်းတို့တွေကရုပ်ထင်းကြီးရဲ့အချင်းကြီးမှာလူမျိုးဘလူထင်းချောင်းမလဲဆိုတော့မသိကြဘူးကျွန်တော်စကားပြောပြီးတော့အားလုံးကကျွန်တော်ပြောတာကိုလက်ခံလာကြတယ်ဒီခေါက်တော့တကယ်ကိုပြည်သူလူထုအတွက်စစ်မှန်တဲ့ခေါင်းဆောင်ရွေးချယ်တင်ပြီး ဟာတာပဲငါတို့ရဲ့မျိုးဆက်အထင်းနဲ့နေရာကိုယူထားကြပြီ။ तू ကဘလင်စီကိုတွားဖို့လုပ်တဲ့အချိန်မှာရီဗန်နဲ့သူ့ရဲ့စစ်သားတွေကသူ့ကိုတားလိုက်တယ်။ကောလင်းပြောရမှန်းနေဒီမျိုးကခေါင်းဆောင်ကောင်းနဲ့ထိုက်တန်တယ်။လူအုပ်ကြီးကလည်းကျွန်တော်ပြောတာကိုလက်ခံကြပြီးတော့မဲခွဲဆုံးဖြတ်ကြပြီးတော့ကျွန်တော်ဘီရင်လုပ်ဖို့မဲပေးလိုက်ကြတယ်။ဒါမဲ့ကျွန်တော်ဒီချင်းညောင်မလို့ချင်ဘူး။ငါလုံးနိုင်မယ်မထင်ဘူး။ရီဗန်ကကျွန်တော်ရှေ့အောင်ရှောက်လာပြီးတော့ကျွန်တော်ရဲ့ပါလီကိုပုတ်တက်လိုက်ရင် နင်ကဒီမျိုးနဲ့အတင်းတော်ဆုံးကောင်းဆောင်မယ်ကောလင်။နင်ကနူးညံ့နေ။ဒီမျိုးကနင်ကိုလိုအပ်တယ်။ငါ့ကိုလည်းမဟုတ်ဘူး။နင်းမိဘကိုလည်းမဟုတ်ဘူး။ငါကတော့ငါ့ရဲ့စိတ်တွေတိမ်ဖုံးပြီးတော့လက်စားချေဖို့ပဲလုပ်ခဲ့တယ်။ငါ့ကငါဆိုးရွားတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပစ်ခဲ့တယ်။ဒါမဲ့အနည်းပေါ်ဘယ်တော့မှမမုန်းခဲ့ဘူး။မုန်းမဲ့စားကငါနင်းကိုချစ်နေခဲ့တယ်။ revenge စကားတွေကြောင့်ကျွန်တော်တတိယရှိလာတယ်။နင်ကဘေးမှာရှိနေပြီးမှငါဒါရီကိုလုံနိုင်မှာ။ ဒါဆိုလဲငါနင့်ပေးမှာအများတန်းရှိနေပေးမှာပေါ့။အရာအလုံးတက်တောင်းမှာပါတယ်။ငါလည်းနင့်ကိုချစ်ပါတယ်။သူကကျွန်တော်ကိုပို့ထွက်လိုက်ပြီးတော့နင်းလိုက်တယ်။နောက်တနေ့မနက်မှာတော့ကျွန်တော်ဘီရင်တပားအဖြစ်ခန့်လိုက်တော့တယ်။ကျွန်တော်လည်းကျွန်တော်လောရမယ့်တာဝန်မျိုးလေးလာလိုက်ပြီးတော့ဂရီတစ်ခုပေးလိုက်ပါတယ်။မင်းတို့အတွက်ကျွန်တော်ရဲ့အရင်ဘိုးဘွားတွေထက်ပိုကောင်းတဲ့ဘီရင်တပားဖြစ်စီရပါမယ်။နောက်တော့ကျွန်တော်လည်း ribbon ကိုလှမ်းကြည့်လိုက်တယ်။ ပြီးတော့ကျွန်တော်အိတ်ကက်ထဲကပန်းလေးကိုထုတ်ပြီးတော့သူ့ရဲ့နားနောက်မှာပန်းပြီးလိုက်ကလေးအနည်းဆုံးတော့ဒီတပွင့်ရောတော့အဆင်ခတ်ထားပါအောင်နော်အဲ့ဒါမှာဒီဘက်ကျွန်တော်ရဲ့ဟာတာတွေကိုရေးလိုက်ပြီးတော့ကျွန်တော်ကိုဖတ်လိုက်ပါတယ်မနှိုရင်းချစ်တာပဲဒီဘက်မရဲ့ BMI လေးဖြစ်ပြီးပါဒီလားอืมဖြစ်ပြီးမှာပေါ့အမင်းရဲ့ BMI လေးဖြစ်ပြီးမယ်ကျွန်တော်လည်း Luo G-Pad ကိုလှည့်ပြီးတော့ Revan လက်မအောင်မြောက်လိုက်ပါတယ် ဒါကတင်တို့ရဲ့ဘီမအစ်စ်ပဲ